စိတ်ပါရင်ပြေးဝယ်တင်တဲ့ဖုန်း Redmi Tower Phone Pro ဒီဖုန်းကိုခင်ဗျစိတ်ပါလို့ပြေးဝယ်မယ်ဆိုကျွန်တော်မတောင်းပြေးတော့ဝယ်လာစသုံးသိန်းကုန်ဝင်းကျင်တယ်စတားတော်ကို AI Gen 4ဆိုတဲ့ chipset ကြီးပါမယ်ဗျာ multiple 3ဘေးတာရဲ့ pick quality ကိုကန်ရမယ်ဗီဒီယို share ကမ်းမကြိုက်ပါတယ်ဆိုတဲ့သူတွေအတွက်9550လေး million hour ပတိပါမယ်ပြီးတော့တုံးမသုံးဘေးတာရဲ့ display camera speaker vibration border အစားလို့ IP68 certified ဖြစ်ထားတာအစုံဘာမှပြောနေကြမှာဆိုဒီလိုဖုန်းမျိုးမှာပြေးမဝင်ခင်ဗျဘယ်ဖုန်းပြေးဝင်မှာ ြေးတော့ဝဲကျင်တယ်ဒါပေမဲ့ဘယ်မှာပြေးဝရမှမသိဘူးဆိုရင်တော့အခုကျွန်တော်ဖုံးစမ်းဖို့လမ်းပို့ပေးထားတဲ့ရှင်မန်းလေးမိုဘိုင်းမှာတစ်ချက်မေးကြည့်လိုက်အဲ့မှာတာဝါဘောပလူတွေရှိရပေါ့နော်ကျွန်တော် caption မှာလည်း mention လုပ်ပေးထားတယ်တကယ်လို့လက်ရှိကိုတုံးနေတဲ့ဖုန်းကပေါ့နော်အဆင်ပြေနေသေးရဆိုရင်နောက်ထပ်15ရက်တလလောက်စောင့်နေမှာဝဲကျင်ဝင်အဲ့ကြရင်ဈေးပိုတက်တာလာနေပြီးခဲ့တဲ့ဘက်ကဒီဖုန်းကျွန်တော် letter ကိုစရတော့ဘာတွေသိကျင်လဲဆို posting မေးခဲ့တယ်အခုအဲ့အမေကိုနေပြင်းနေတာဝါဘောပလူကို review လုပ်ပေးတော့မယ်ဒီဖုန်းကပူတယ်အဲအဆင်းနေထတယ်အဲ့ဒါဘာညာကြီးလဲပါတယ်လို့ပြောနေကြတယ်တဲ့ အဲကျွန်တော်ဒီဖုန်းကိုဆန်းသုံးနေတာအခုဆို10ရက်ကျော်သွားပြီပေါ့နော်ဆန်းသုံးနေတဲ့ကာလတစ်လျှောက်လုံးမှာ display အစင်းထတာမျိုးတခါမှမကြုံဘူးပြီးတော့ error ပါညာလည်းမတွေ့ဘူးပူတဲ့နေရာမှာတော့ကျွန်တော်အကြောင်းရင်းနှစ်ချက်ရှိရပေါ့နော်အော်သူကသူနေရင်ထိုင်ပူတာလားအဲဒါမှမဟုတ်ပေါင်းမှန်ကိုအလွန်ကျွံသုံးလို့ပူတာလားဆိုပြီးတော့ပေါ့နော်အော်လက်ရှိကတော့ကျွန်တော်ယာတီဥရုပူလို့ဒီဖုန်းတိုင်းဖုန်းတိုင်းကတော့အတော်တန်ပူကြတာပဲကျွန်တော်ဒီဖုန်းနဲ့တော်တော်ကြီးပြစ်တယ် mobile legend ဆော့ပြစ်တယ်မပူဘူးအေးရရအောင်မယ် ပြီးမကြည့်ဘူးအဲ့ဒီက graphic နဲ့စမ်းစော့ကြည့်မှနည်းနည်းလေးပူလာတာခံလာရတာဒါတော့မှအရင်ကြီးပူလာမျိုးမဟုတ်ဘူးနွေတွေတွေဖြစ်အောင်လာပဲနောက်ကတော့ခြားဖုံးတွေလည်းဖြစ်တယ်ဘတိနဲ့ပုံမှန်ပိုင်းသိကျင်စားတဲ့သူတွေလည်းဆက်ပြောပြမယ်ဘတိရှေ့ခံတယ်တအားခံဘိုးလိုပတ်သက်ခံတယ် ခရုံး၅50မီလီယံပြောက်ဝပတိပါတော့အားချက်ခံရဲ့နောက်ကွယ်မှာဘေးဆက်လိုက်ရတာကတော့ဝိတ်ပါပဲဒီကောက်ရဲ့ဝိတ်က136ဂရမ်ဆို iPhone 15 Pro Max ရဲ့ဝိတ်နည်းသွားရှိတယ်ထူတာမှမထူဘူးခင်ဗျားငါတော့မန်ပေးပါတယ်ဖုန်းသုံးနေရင်တရက်တစ်ခါအားသွင်းရတယ်ဆိုဒီဖုန်းနဲ့ဆိုရင်ပေါ့နော်၃ရက်နေမှာနှစ်ခါပဲအားသွင်းရတယ်တကယ်ပြောရအောင်အားပြောင်းသွင်းမှာလည်း90ဝက်ဆိုတော့ကျွန်တော်အေးအားအေးရောက် မိုင်းလာကြောင့်ပရိဝေးစူပါဂရက်ဖစ်အာထော်ရီရမယ်ကျွန်တော်တနားစီစမ်းစော်တာအာ92ထပ်ပါဆက်ဝင်းနေကုန်းနေစော်နေရချင်းဒီပူတက်လာမျိုးတွေမကြုံရဘူးလောကစမှုပဲပြီးဦးမကြီးစော်မဲ့သူတွေကလောဆယ်မှာပရိဝေး extreme တွေပဲအမြင်ဆုံးရတယ်စတော့မှာ AI ချန်ဖော်နဲ့ optimal မဖြစ်သေးရတယ်ပဲပေါ့နော်အဲဒါကြောင့်ဒီ chipset ကစတော့မှာ8ချန်တွေကပေါင်းမှနည်းနည်းလေးပိုကောင်းတယ်ကျွန်တော်ပြီးဦးမကြီးကို graphic idea favorite extreme နဲ့တနားစီစမ်းစော်တယ်အာထွဲပါဆန်ဝင်းနေကုန်းနေစော်တဲ့အချိန်တွေမှာအစကကျွန်တော်ပြောခဲ့သလိုပဲပေါ့နော် native ဖြစ်တာမျိုးလေးတွေကြုံရတယ် ဒီလောက်ပဲကင်မရာကြောင့်သိချင်တဲ့သူတွေတော်များတယ်။ Tower 4 Pro မှာဒုံးထားတဲ့ main ကင်မရာဆက်လာက Sony ရဲ့ LND 600 Tower 4တော့လည်းဒီစင်တာဒီဆက်အတိုင်းတုံးခဲ့တာ။ဆိုတော့ကျွန်တော် Tower 4 review မှာတော့ပြောခဲ့သလိုပဲ Redmi Note 14 Pro Plus ရဲ့ကင်မရာ quality ကို Tower 4မမီခဲ့သလိုပဲအခု Tower 4 Pro လည်းမမီဘူး။ပေါင်းဝန်းကိုဦးစားပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ Tower Phone တွေကိုပဲကင်မရာဦးစားပေးခြင်းနဲ့ဆိုရင်တော့ Note 14 Pro Black ကိုပဲသူက Telegram တောင်ပါသေးတယ် နော်ကျွန်တော်အတွက်တော့10သိန်းကနေ15သိန်းဝင်းကျင်တယ်ကင်မရာအကောင်းဆုံးဖုန်းနေရာမှာ Redmi Note 14 Pro Black ကအခုချိန်ထိနံပါတ်1ဖြစ်နေခဲ့ပါပဲ Power 4 Pro က Note 14 Pro Black ရဲ့ကင်မရာ quality ကိုမမီပါနဲ့သူလဲသူ့အနေထားနဲ့သူ့တော့ရှိတယ်သူဈေးဝင်းကျင်ရတခြားဖုန်းတွေကိုရှင်ဖိုက်နိုင်တဲ့ level ရှိတယ်ဘယ် level ရှိလဲဆိုတာသိရအောင်နော်ကျွန်တော်ဆိုင်းရိုက်ထားတဲ့ပုံလေးတွေတချို့ပြပေးလိုက်မယ်တစ်ချက် show ကြည့်လိုက်ကြပါဦး ကျွန်တော်ပိုင်းလေးကိုပြောရမယ်ဆိုရင်ဒီကောက်မှာသုံးပေးထားတဲ့ display quality မိုက်တယ် speaker တွေကအရင်ကျဲတယ်လည်းမပါဘူးမဲ့လေပေါ့နော် audio quality ကတော့မဆိုးဘူး happy vibe တော့သုံးပေးထားတဲ့ vibration motor တော်တော်ကောင်းတယ် big quality တို့က metal frame နဲ့ glass back panel တွေသုံးပေးထားတယ်သူစည်းဝင်းကြီးမှာဒါမျိုးသုံးပေးနိုင်တဲ့ဖုန်းရှားတယ်လောက်ဆိုရင်တော့တော်တော်များသိနေကြတယ် Redmi Tower 4 Pro ရဲ့အကြောင်းကျွန်တော်ပြောတာစုံလောက်ရှိသားပါပြီအဲဒါကလေးဒီဖုန်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်တခြားသိနေတာရှိသေးရဆိုရင်ကမအမေလေးပါကျွန်တော်ပြန်ပြပြရမယ်ဟုတ်ကဲ့ဒီလောက်ပါပဲ